မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဝါလာ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာဒီမိုကရေစီခေါင်းဆောင်နဲ့လူမှုခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုရည်ညွှန်းပြီးတော့ထောင်ချနေတဲ့ရာဇဝတ်သားများနဲ့အာဆီယံအထူးကိုယ်စားလှယ်တို့ကိုတွဲဆောင်ခွင့်မပေးနိုင်ဘူးဆိုပြီးတော့အကြမ်းဖက်ဇော်မဲလုံးကမနေ့ကပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နိုင်ရန်ပြက်ကွက်မှုနဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုမင်းအောင်လှိုင်အပါအဝင်နိုင်ငံရေးယာတူရယူထားသူများကိုတက်ခွင့်ဆက်လက်ပိတ်ပင်မှုအပေါ်အကြမ်းဖက်ဇော်မဲလုံးကအခုလိုတုံ့ပြန်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့2021ခုနှစ်အာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံရမှာမြန်မာနိုင်ငံရဲ့အခြေအနေကိုတွားရောက်ရှင်းပြခဲ့တယ်လို့သိရပါတယ်။ဘုံသဘောတူညီချက်၅ချက်ဆိုတာဟာအစည်းအဝေးပြီးမှထွက်လာခြင်းဖြစ်ကြောင်း တို့ရရင်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတတ်နိုင်သမျှလိုက်နာခဲ့ကြောင်းထောင်ချနေတဲ့ရာဇဝတ်သားများနဲ့အာဆီယံအထူးကိုယ်စားလှယ်တို့ကိုတွဲဆောင်ခွင့်မပေးနိုင်ကြောင်းအကြမ်းဖက်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လျောနိုင်တဲ့သူတွေနဲ့တွဲဆောင်နိုင်ရေးအစိုးရအဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွဲဆောင်နိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးတော့ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ထောင်ချတွေနဲ့တော့ကျွန်တော်တို့တွဲဆောင်ခွင့်ပေးနိုင်ခြင်းမပေးပါမယ်။ ဘယ်နိုင်ငံမှာရောတွေးဆောင်ခွင့်ပေးလဲဆိုပြီးမေကွန်းထုတ်ချင်ပါတယ်လို့ဇော်မဲလုံးကဒေါသတကြီးနဲ့မေကွန်းထုတ်လိုက်ပါတယ်အချက်မဲ့ဆက်တဲ့အနေနဲ့အာဆီယံဘုံသဘောတူညီချက်များကိုစ조사ပြီးတော့လိုက်နာခဲ့ကြအောင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာနိုင်ငံကမလိုက်နာတဲ့အတွက်နိုင်ငံရေးယာတုရှိသူများကိုအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်နေဆိုတဲ့သတင်းများကိုအတိုက်ခံသတင်းမီဒီယာများကဇက်တိုက်ထုတ်လွှင့်လျက်ရှိကြအောင်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့တနိုင်ငံရဲ့ပြည်တွင်းရေးကို နောက်တနိုင်ငံကမဆွက်ဖက်ခြင်းဆိုတဲ့အခြေခံမူဝါဒကိုလိုက်နာတင်ကြောင်းအကြမ်းဖက်ဇော်မဲလုံးကဒေါသတကြီးနဲ့တုံ့ပြန်ပြောဆိုသွားပါတယ်။ အာဆီယံအဖွဲ့ဝင်များအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုဒန်းတို့ရည်ရွယ်ရှိမှုနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကိုအမြဲသတိပြုနိုင်မှုလိုမှာဖြစ်ပါတယ်အာဆီယံအဖွဲ့ကြီးစတင်ဖွဲ့စည်းတဲ့အချိန်ကစပြီးတော့အဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့ချာတာအာဆီယံဝေးအာဆီယံစပရိတ်တွေကိုလိုက်နာရမယ်ဆိုရင်အာဆီယံအဖွဲ့ကြီးပုံမစည်းလုံးအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်လို့ပြောကြင်ပါတယ်လို့ အချမ်းဘတ်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်အချမ်းဘတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်က2021ခုနှစ်ကတည်းကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာရန်ပြက်ကွက်မှုနဲ့အာဆီယံထိပ်သီးအစည်းအဝေးများကိုတက်ရောက်ခွင့်ပိတ်ပင်ခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မြောက်ပိုင်းကိုထိုးစစ်ဆင်နေတဲ့စစ်ခွေးတပ်နဲ့ချင်းပြည်ကောင်စီကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေအော်တိုဘားလ29ရက်နေ့ကစပြီးတော့ကလေးမြို့နယ်တိုင်းငယ်မြို့ကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အချက်မဲ့စစ်ခွေးတပ်ဟာသခိုင်းတိုင်းကလေးမျိုးဘက်ကနေစစ်အင်အားအလုံးရင်းနဲ့ထပ်မံထိုးစစ်ဆင်လာလို့တီးတိမ်မျိုးနယ်မွေပြီးရွာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်ကလေးမျိုးကနေချင်းတောင်ဘက်ကိုစစ်ကြောင်းထိုးတဲ့စစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်နေပါတယ်ချင်းပြည်အစိုးရတပ်ပေါ့ ချင်းပြည်ကောင်စီတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ခွေးစစ်ကြောင်းထိုးလာတဲ့ကောင်တွေတိုက်ပွဲရှိပါတယ်။ကလေးတိုင်းငင်းချားမှာရှိတဲ့မွေပြီးရွာမှာဖြစ်နေတာပါလို့ချင်းတရင်အေးမြစ်ကရှင်းပြထားပါတယ်။တိုက်ပွဲမှာအထိကိအကြဆုံးအခြေအနေတွေကိုမသိရသေးဘူးလို့လည်းပြောပါတယ်။စစ်ခွေးတပ်ဟာအော်တိုဘားလ28ရက်နေ့ကစပြီးတော့စစ်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ကြောင်းချင်းပြည်ကောင်စီကာကွယ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ CDF စီရင်ကအသိပေးထုတ်ပြန်ထားပါတယ်။စစ်ခွေးတပ်ဟာကလေးမျိုးဘက်ကနေမြေပြင်စစ်ကြောင်းထိုးနေသလိုလေးကြောင်းကနေလည်းတီးတိမ်မျိုးကိုစစ်အင်အားတွေဖြစ်တဲ့ င်းနေတယ်လို့ချင်းတရင်အေးမြစ်ကပြောပါတယ်။အော်တိုဘာလ26ရက်နေ့မှာရဟတ်ရင်နဲ့9ချိန်အော်တိုဘာလ28ရက်နေ့မှာရဟတ်ရင်နဲ့9ချိန်တိတိမျိုးကိုစစ်ရင်အားလွတ်နိုင်ခဲရန်နေဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား100လောက်အင်အားဖြည့်တင်းခဲ့တယ်လို့လည်းသိရကြောင်းသူကပြောပါတယ်။စစ်ကောင်စီဟာ2025ခုနှစ်မေလကလည်းကလေးဘက်ကနေတိုင်းငင်ဘက်ကိုစစ်ရင်အားအများပြားနဲ့စစ်ကြောင်းထိုးခဲ့ဘူးပေမဲ့ချင်းတော်လိုင်းရဲ့တပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာပြီးတော့တပ်ပြန်ဆုတ်ခဲ့ရပါတယ် အဲ့ဒီတုန်းကလည်းမွေပြီးရွာအနီးဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့တိုက်ပွဲဟာတလခွဲအကျော်ကြာဇွန်လိုက်လာဇန်းမှာစစ်ကောင်စီတပ်ကကလေးမျိုးဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပြီးအခုမှထပ်မံပြီးတော့စစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်ချင်းပြည်မြောက်ပိုင်းဒေသကိုစစ်တပ်ကမြေပြင်ဝေဟင်ကနေပြီးတော့စစ်ရင်အလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အပေါ်ချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူနဲ့ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူတို့စီကိုဆက်သွယ်မေးမြန်းတာဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပေါန့်တယ်မြို့နယ်ဝဲကြီးဆယ်အကြံပတ်စစ်တပ်ရဲ့စစ်စေးရိတ်ဂိတ်ကိုဖောက်ခွဲတိုက်ခိုက်ရာစစ်ခွေးနှကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ28ရက်နေ့မနက်9:55မိနစ်ခန့်မှာပေါန်းတယ်မြို့နယ်ဝဲကြီးဆယ်စစ်တပ်စစ်စေးရေးဂိတ်ကိုဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့363ရက်တိုင်ရင်တက်ခွဲနှစ်ကရှေ့ရွက်မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးနှကောင်တိတ်ဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါတယ်။ဒါအပြင်ဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာ PDF များရဲ့တရင်အချက်လက်များကိုစစ်တပ်ထံကိုပေးပို့ခြင်းပြည်သူများဟာမြို့ကနေပြီးတော့ဝယ်ယူလာတဲ့ပစ္စည်းများကိုစစ်စင်းရှာဖွေတိတ်ဆီးခြင်းများပြုလုပ်နေတဲ့ မေကပြာဆိုတဲ့စစ်တပ်သတင်းပေးအမျိုးသမီးတအူးလဲထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ကျွန်တော်တို့မိုင်းခွဲတက်ခိုက်တာမှာစစ်ခွေးနှကောင်တေဆုံးပါတယ်ဂိမ်းမှာရှိတဲ့ပြည်သူ၃ဦးမဆုံးရင်ကဒဏ်ရာရတယ်လို့သိရတယ်ပြည်သူတွေရှင်းလင်းတဲ့အချိန်ကိုစောင့်ပြီးမှဖောက်ခွဲတက်ခိုက်ခဲ့ပေမဲ့မထင်မှပဲနဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရသွားတဲ့အတွက်လွန်စွာမှစိတ်မကောင်းဖြစ်ရပါတယ်နောက်ပြီးတော့မေကပြာဆိုတဲ့စစ်ခွေးသတင်းပေးအမျိုးသမီးတအူးလဲထိခိုက်ဒဏ်ရာရသွားတယ်လို့ 3637တိုင်ရင်စစ်ထောက်လမ်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းများအနီးနေထိုင်ခြင်းတွာလာခြင်းများမပြုလုပ်ကြပါရန်3637တိုင်ရင်ကအသိပေးထားပြီးတော့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်ငွေကြီးတော်ဂုံးရက်ကွာအကွက်မှတ်916ကကြီးဥပိုင်အကွက်မှတ်196ကကြီး196ခါခွေအတွင်းမှာရှိတယ်ပြည်သူပိုင်နေအိမ်များကိုကျူးကျော်ဆိုပြီးတော့စစ်ခွေးတပ်ဘက်ကဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာတကြိမ်2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကတကြိမ်နဲ့အခုအော်တိုဘာလ10ရက်နေ့ကတကြိမ်စာပို့ချင်းချောက်ပြီးတဲ့နောက်အော်တိုဘာလ29ရက်နေ့မနေ့9နိုင်ကနေညနေ9နိုင်အတွင်းကိုအိမ်ကိုအပိဖြက်စည်းရန်အဲလိုမဖြက်စည်းပါက အစိုးရဘက်ကဘူဒိုဇာနဲ့လာပြီးတော့ဖျက်ဆီးမယ်ဆိုပြီးရက်ကွက်အတွင်းမှာလိုက်လံအော်ကချင်းချောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်အော်တိုဘာလ29ရက်နေ့မှာနေအိမ်များကိုစစ်တပ်နဲ့စီပင်ကဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။စစ်တပ်ရဲ့ငွေတော်ကြီးဂုံးကအုပ်ကြီးရဲ့ရက်ကွက်ထဲကအောက်တန်းစားလူမိုက်တွေရဲ့ပေါင်းပြီးတော့လုံနေတာဟိုတစ်ခေါက်ကသတင်းတွေဟော့သွားတော့ငြိမ်သွားပြီးဒီတစ်ခေါက်ထတ်လုံနေတာပါလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။အဲ့ဒီပြည်ကြီးတကောင်မြို့နယ်ငွေတော်ကြီးဂုံးရက်ကွက်အကွက်မှတ်916ကကြီး ဥပိုင်အကွက်မှန်တင်96ကာကြီးတင်96ခါခွေးမှာပြည်သူများဟာဘိုးဘွားအစဉ်ဆက်နေထိုင်လာကြသူများဖြစ်ပြီးတော့ကျူးကျော်နေထိုင်ကြသူများယခုအခါရက်ကွက်ဟာရေမီးအပြည့်စုံနဲ့စီကားလာပြီးဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းရှင်များကစစ်ခွေးတပ်အရာရှိများစီးပင်အရာရှိများရက်ကွက်အုပ်ချုပ်ရေးမှုရက်ကွက်ထဲကအောက်တန်းစားပြူစောထီးများနဲ့ပူပေါင်းကမတရားသိမ်းယူနေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးပြည်သူတွေရဲ့နေအိမ်များကိုဖျက်ဆီးရန်ငွေကြီးတော်ကုန်းရက်ကွက်ကအုပ်ချုပ်ရေးမှုက သိန်း1000ကျပ်အကွက်အမှတ်96အုတ်ချုပ်ရေးမှုစံမတူသိန်း900ကျပ်ရရှိထားပြီးတော့ပြည်ကြီးတကောမြို့နယ်စစ်တပ်လက်အောက်ခံလူစိုးခေါင်းဆောင်စန်ရှားစန်ရှားလက်အောက်ခံနှခမ်းမွေတန့်စင်အောင်ကိုသောငါမျိုးတို့လည်းအသီးသီးခွဲထမ်းရယူခဲ့ကြတယ်လို့သိရပါဗါဒ်အော်တိုဘားလ17ရက်နေ့ကလည်းမန္တလေးမြို့ချိုင်းအေးသာဇံမြို့နယ်86လမ်းရွှေတချောင်းဘေးမှာရှိတဲ့အိမ်များတိုက်များကိုလည်းစစ်ခွေးတပ်နဲ့စီပင်ကဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်အော်တိုဘားလ16ရက်နေ့မှာလည်း အောင်မြေတာဇံမြို့နယ်86လမ်း9လမ်း10လမ်းကြားမြောင်းရှိကက်လျက်ရှိတဲ့အိမ်များနဲ့10လမ်း86လမ်းကအိမ်များကိုလည်းစစ်တပ်နဲ့စီပင်ကကျူးကျော်ဆိုပြီးတော့ဖျက်ဆီးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခမောင်နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာ ကြောပြန်တိုက်ပွဲကာလအတွင်းအာနာသိန်းစစ်ကောင်စီတပ်ကြောင့်အရသာတေဆုံးသူ980ဦးနဲ့ဒဏ်ရာရရှိသူ2054ဦးတို့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကနေ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွင်းစစ်ခွေးတပ်ရဲ့ရခိုင်ပြည်သူများအပေါ်အကြမ်းဖက်ကျူးလွန်မှုများအားစူးစီးထားတဲ့အချက်အလက်များဖြစ်တယ်လို့ပြောဆိုထားပါတယ်ရခိုင်ပြည်သူပေါင်းအယောက်1000ကိုလည်းစစ်ကောင်စီကဖမ်းဆီးထားပြီးတော့ဒီကိတေဆုံးရတဲ့အကြောင်းရင်းများဟာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရမှုလက်နက်ကြီးပစ်ခတ် က်ခတ်ခံရမှုရေချောင်းကနေပြက်ခတ်ခံရမှုတနက်နဲ့တိုက်ရိုက်ပြက်ခတ်ခံရမှုတွေအပါအဝင်မြေမြုံမိုင်းများပောက်ကွဲမှုတို့ကြောင့်လည်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတိုက်ရဲလေချောင်းတိုက်ခတ်မှုကြောင့်သေဆုံးသူ443ဦးနဲ့ဒဏ်ရာရရှိသူ1015ဦးရှိခဲ့ကြောင်းနဲ့လေချောင်းကနေဘုံကျဲတိုက်ခတ်မှုကြောင့်ထိခိုက်သေဆုံးသူအများဆုံးဖြစ်တယ်လို့ပြောပါဗျ။စစ်ခွေးတပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုများထဲမှာသေဆုံးသူက24ရာခိုင်နှုန်း၊ဒဏ်ရာရရှိသူက51ရာခိုင်နှုန်းနဲ့ဖမ်းဆီးခံရသူက25ရာခိုင်နှုန်းဖြစ်တယ်လို့ HGCO ကခွဲခြားပြတာပါတယ်။ဒေသုံသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်385ဦးပါဝင်ကဒေသုံသူစုစုပေါင်းရဲ့18ရာခိုင်နှုန်းဖြစ်ပြီးတော့အမျိုးသမီးဒေသုံမှုကတော့31ရာခိုင်နှုန်းနဲ့အမျိုးသမီးစုစုပေါင်း1264ဦးဒေသုံငယ်ကြောင်းသိရပါတယ်။ ထိခိုက်သိမ်းဆုံးတဲ့သူတွေထဲမှာရခိုင်မွတ်စလင်မရမာကြီးဟိန္ဒူခမီးနဲ့တပ်စတဲ့လူမျိုးများပါဝင်ကြောင်းနဲ့သိမ်းဆုံးသူအများစုကရခိုင်လူမျိုးများဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတပ်ဟာ2025ခုနှစ်ဇူလိုင်လကစပြီးတော့ရခိုင်ပြည်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေရခိုင်နဲ့ပုံမှန်များပြားလာကြောင်း HDCO ကပြောဆိုထားပါဗျ။ စစ်ကောင်စီဟာရခိုင်ပြည်အတွင်းမှာလက်လွတ်ဆုံးရှုံးထားတဲ့မြို့များကိုပြန်လည်တိုက်ခိုက်ရယူရန်ပြင်ဆင်နေတဲ့အတွက်ရခိုင်ပြည်သူများအနေနဲ့လေချောင်းရေချောင်းရံနဲ့စည်ရေးတရိအမြဲရှိကြရန်အရခတက်တော်အေအေကထုတ်ပြန်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ